ဦးဇင်းကဗမာလေးနဲ့ပတ်သက်ပြီးတော့နေနေတာဒီနာမည်ဘယ်လိုခေါ်လဲနင်းဒီလေးနိုင်ပါဗျာမင်းနဲ့ဘုရားအမေကဘုရားပါတာမြေဘုရားမစိုးဘုရားပြစ်စမှာဒီမွေးလာတဲ့အချိန်ကတိတက်တဲ့အရင်ကြတော့အမေကဘုရားပါတာအမေကအစ္စလာမ်ဖြစ်နေတော့ဒီဘေဘာသာဘက်ကိုနေ ်။အာတပည့်တော်အဖေရဲ့အချက်ဆုံးဆိုတော့တပည့်ကအစ္စလမ်ဘက်ပဲပါပါတယ်ခင်ဗျာ။ဟုတ်ပြီ။ဒီနေ့မှလည်းအစ္စလမ်ဘက်ဖြစ်ရမယ်အလိုစိတ်ကူးလည်းရှိပါတယ်။အဲ့တော့အစ္စလမ်ဘာသာတရားမှာဘုဘယုံကြည်နေတဲ့အချိန်ဒီဘာသာသားနေအမှန်ဆုံးပဲလို့ကျန်တဲ့ဘာသာကျတော့ညီမှန်လေဦးမလားလို့တွေးကြတာရှိတယ်။အော်အစပိုင်းတော့မတွေးကြဘူးခင်ဗျာ။တပည့်တော်ရဲ့အစ္စလမ်ကအမှန်ငယ်ချင်းနေနေလည်းအများကြီးညာဖြစ်ရတဲ့အဲ့ဘာသာရေးကြောင့်တပည့်တော်တပည့်တော်ရဲ့အစ္စလမ်အမှန်မဲ အဲ့တော့အစ္စလာမ်ဘာသာဝင်ခံယူနေတဲ့အချိန်ကတာဘာသာဝင်ငွေချင်းနေတဲ့တွေ့တော်ညီညာခဲ့တယ်။တင်ပါဗျာ။သူ့ဘာသာကိုဘာသာပေါ့။အဲ့ဒီရမိကြ။ညံဖြစ်တော့တာနဟုအကိဒါဘာသာတရားမပါဘူးဆိုရင်ညံဖြစ်เสียရှိတယ်။မရှိပါဘူးဗျာ။အဲ့ဒါဆိုဘာသာတရားကလည်းအလွယ်မှာရှိနေမယ်ဆန့်ကျင်ပဲဖြစ်နေမယ်ဆိုရင် ဘာသာတရားကြောင့်အမှုတရားတွေပွား။အဲ့တော့ညီအဲ့တော့ Instagram ဘာသာဝင်အနေနဲ့အခုတော့ဥသိရှိတရားလာခြင်းနေဆိုတော့ဘုရားဘာသာဘက်ဘလို့လို့တော့ဝင်လာတယ်ဆိုရက်အကြောင်းရင်းဘလို့ဖြစ်လာတယ်ဆိုတာလေးရှောက်။ပြီးတော့ Islam ဘဝတွေကကံကံကြိုးရုံနဲ့ လူများကိုရိုက်ပြီးတော့နားလို့ရှိရင်ကိုယ့်ကိုယ်ကိုပြန်ရိုက်ခြင်းပြီးလို့ရှိရင်ကိုယ်သားလည်းနားတယ်အဲ့လိုပဲနားတယ်ပြန်အဲ့လိုမျိုးလည်းခံပြန်တော့ကိုယ်ကောင်းလာလို့ရင် ကောင်းလာပြန်မယ်မကောင်းလာလို့ရင်မကောင်းလာပြန်မယ်အော်အစ္စလာမ်မှာကျတော့တပည့်တော်လည်းကိုယ်ဝယ်ခဲ့တာပဲပုတ်ခတ်တာတော့မဟုတ်ဘူးဗျာဒါပေမဲ့တို့တို့ကျတော့ဟိုတည်သွားပြီးတော့လို့ရှိရင်ဘယ်တော့မှမရဘူးနောက်မှလည်းမရှိဘူးဗျာ မရှိပဲနဲ့ကြာမှန်းနေပေါ့ကဘာတရားစီရင်နေနေကြမှာအလရှင်မြတ်ကကောင်းတဲ့နေရာမကောင်းတဲ့နေရာလို့ခွဲပေးမှာပေါ့နော်အဲ့လိုမျိုးအဲ့အိမ်လည်းပြီးတော့စိတ်တော်မကြိုက်ဒါပေမဲ့ဘာမှတော့မပြောဘူးငါတိကျမသိသေးလို့နေမှာပဲလေဆိုတဲ့စိတ်ပဲရှိခဲ့တာဗျာဒါပေမဲ့အဲတပီတော့2013မတိုင်ခင်ပေါ့နော်အဲမတိုင်ခင်မှာဟိုဟာကော်မန်ဒီအသားအမင်းသားအဲ့မှာလေတွင်းမိတာဟိုးရရတယ်ပြီးတော့တွင်းမိတယ်ဘာလို့မဲသားတက်တာလဲတက်တာလဲပေါ့နော် ဟိုခမွေလူများဘာသာတွေဆိုလို့ရှိရင်လူများအသက်ကိုတက်လို့ကုသိုလ်မရအောင်လေသူတို့အစ္စလာမ်ကအဲအသာတန်လို့သူရတယ်ကုသိုလ်လုပ်နေပေါ့သူတို့ကနမတပါမဲဟာလို့သူကပြောကြတယ်တပည့်တော်အဲ့ဒါလက်မခံအောင်နောက်အော်နွားအဲ့တွေ့ဖက်နေအောင်တပည့်တော်မြင်နေနောက်တနာမာရီလို့ပြောတော့တပည့်တော်အဆုခံအဲ့မှာတပည့်တော်ပြန်စဉ်းစားတယ်ပေါ့နော်မဟုတ်ဘူးလို့ပမာမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲပါနာတိပါတာကံလို့ခင်ဗျာအဲ့ဒါနဲ့တပည့်တော်လက်မခံကျွန်တော်အဲ့ဒီမှာတပည့်တော် ရန်ကုန်သွားပြီးလဲပြီးတော့ဘုရားကလာလို့တော့မယ်ဆိုစိတ်ကူးနေတယ်ပြီးတော့ဒီလရှင်ဝတ်ချင်တယ်လို့ပြောလိုက်တယ်ပြောလိုက်ပြောတော့အဲဒီကောင်းလေးရနေပြီးတော့ဒီလရှင်ဝတ်ပြီးတယ်ပြီးတော့ဒါမဲ့အဲဒီတော့ကတပီတော်ကဟိုတရားမှတ်တယ်ဆိုလို့ရှိရင်လေတရားထိုင်လိုက်တယ်တနိုင်ပြောင်းတော့ထိုင်နိုင်တယ်ပြန်ဒါမဲ့တပီတော်ကငွေတော့အကြောင်းလေးတွေးတယ်အကြောင်းတဲ့အကြောင်းလေးတွေးတယ်အဲ့လိုတွေးရပြန်အဲ့ဒါကိုတရားမှတ်တယ်လို့ထင်တာ ်နောက်တော့မှကောင်းလေးရနေပြီအဲ့လိုမဟုတ်ဘူးတဲ့ဆိုပြက်ပြတော့ပြီးတော့ဆင်းညစ်လိုက်တော့ဘာလို့ပြောမှန်းလားမသိဘူးပေါ့နော်အဲ့လိုပဲတွေးခဲ့တယ်နောက်ကျတော့ तू ကနေပိုင်တော့ဘုစုတောင်းဆိုတော့ပြီးတော့မစုံတောင်းပြီးတော့နေပိုင်မရောက်ကျင်သေးဘူးနောက်ဘဝတွေပေါ့နော်ဘဝကောင်းကောင်းနေနေချင်းသေးတယ်အာဒါရတရားခိုင်လို့လည်းပါမှာငါတင်ပါဗျအာတပြီးတော့နေဗံမရောက်ခြင်းဘူးဗျာနေဗံမရောက်ပဲနေဗံရောက်ပါလေစူတောင်းတယ်စူတောင်းတယ်တပြီးတော့ရဲ့ရထားငါဘွားကြရင်က အဲဘောနောချမ်းသာရင်ဖြေအောင်မယ်ဒီနဲ့ချင်ရင်လည်းချမ်းသာအောင်မယ်ဘောနောအဲ့လိုတွေးတာနှစ်ဒီပိုင်းတော့တော့ဖြေအောင်မယ်ပေါ့အဲနောက်ပြီးတော့သမီးတော့အဲ့လိုပွားပဲတိုက်တယ်တိုက်တက်ခဲ့တယ်ပေါ့နော်နောက်ဒုတိယအကြိမ်2014မှာတပီတော့တရားစခန်းဝင်တော့လည်းအဲ့လိုပဲဗျအာနဲ့ဟိုဝင်ရွှေထွက်လေအကြောင်းမှတ်တော့ဝင်ရွှေထွက်လေတော့မှတ်တက်လာပြီအဲဒီတော့အဲ့ဒီကိုတပီတော့ပေါ့နော်လူဖြစ်ရတဲ့ဝိဒုက္ခတွေပါတယ်တပီတော့နားမလည်ဘူးဗျဒါပေမဲ့အဲ2015မှာ ဒီတော့ဘယ်လေးအဲတော့အဲ့နဲ့ကောင်းလေးကိုတပြီးတော့အမဲဆွဲလာအဲ့နဲ့သူကပြင်ပြီးမဲဆွဲသွားတာတပြီးတော့မဲထဲပါလို့မဲထဲရင်ဘာထဲမလဲဆိုတော့သူကအဲ့နဲ့ဒီတဲ့ဒါပေမဲ့မထဲဘူးတဲ့အဲ့ဒါဆိုလို့ရှိရင်လို့မဲထဲပေးပါလို့ပြောလိုက်ပြလိုက်တော့သူကအဲ့ဒါဆိုသူခိုင်းတာလို့ရင်ထဲပေးမယ်ဆိုတော့သူမြတ်ဘာခိုင်းပါလဲဆိုတော့သူကတိုင်းမှုတစ်ခွက်30နှစ်မှာတဲ့ကိုရဲ့စကံဝင်ပေးပါတဲ့အဲ့လိုပြောလိုက်ပြလိုက်တော့တပြီးတော့ကိုရဲ့စကံဆိုစဉ်းစားတာပေါ့နော်ဝင်ပေးတာတော့ရတယ်ဒါပေမဲ့ကျောင်းမှာခွင့်ယူရမှာလေခွင့်ရမရှိတော့ဘူးဆိုတော့အဲ့နဲ့ ဆရာကြီးကဘာသာကြားအလိုလိုပြောဆိုတော့အရင်ဝန်တာလေတဲ့အဲ့ဒါကြောင့်မသွားပါတဲ့ခွင့်ပေးမယ်ပေါ့အဲ့ဒါနဲ့တမိတော်ခွင့်ပေးလိုက်တော့တမိတော်ကားကမှဒီပိုင်းစီစဉ်ပြီးတော့ဒါမဲ့နေမှာပဲကားပေါ်မှာပဲတမိတော်စဉ်းစားတယ်တပိတော့မဲဆောင်သွားတာမဟုတ်တော့တပိတော့သွားတဲ့ဒီတရားစခန်းမှာတရားရအောင်ရှာခဲ့မှာပေါ့နော်တရားရအောင်ရှာခဲ့မယ်ဆိုတဲ့စိတ်တော့တွေးလာတယ်ခင်ဗျာအဲအဲ့မှာတိတ်တက်ဖက်သုံးသက်နေကိုရအောင်တော့ရတော့တပိတော့မဟာပင်များရဲ့ကျင့်ရတယ်ပြောတော့ကြောက်တော့ကြောက်တာပေါ့ခင်ဗျာအဲနဲ့တပိတော့အမှန်ကျင့်ခဲ့ပြီးတော့ဒီ ဖျက်တဲ့ဘောအောင်နည်းနည်းမုန်းသီးစာတော့ပြုတ်လာပြီဒါမှစိတ်တော့မကုန်သေးဘူးတပြီးတော့လေနိဗ္ဗာန်တော့ဆူတောင်းလာပြီအဲဒါမှတွေးလိုက်မိတာကနိဗ္ဗာန်ဆိုတာကအရင်ဘယ်လိုပြောမလဲဝါဝေးတဲ့နေရာပေါ့နော်တွေးစားရတော့ပြင်မအောင်အဖျက်တိုင်းနဲ့တပြီးတော့ကျတော့အဲ့လိုမျိုးအောင်မရောက်နိုင်သေးဘူးလို့ဒါမှတပြီးတော့တွေးလိုက်တဲ့တွေးရနိဗ္ဗာန်မဖြစ်ခင်ပေါ့နော်သောတာပန်တည်ခြင်းနဲ့လို့သောတာပန်ဒီဘောမှမတည်ဘူးဆိုလို့ရှိရင်လည်းနောက်ဘောအတွက်ထောက်ပံ့ဖြစ်ခြင်းနဲ့လို့အဲ့နဲ့အရင်အဲ့လိုအဲ့စုထောက်ပံ့ဖြစ်ပါစေဆိုလို့ဆိုပြီးတော့တောင်းတော်တယ်ခင်ဗျာအဲ့နေပြီးတော့ ဟာမဟာပလေးကိုကြောက်ခဲ့အတွက်တပည့်တော်ကဒုတိယအကြိမ်ကိုမဝင်တော့ဘူးဗျာဝင်တော့ပဲနဲ့အဲ့မှာ Facebook ကြည့်နေတဲ့တငယ်ချင်းတွေကအမှဒုတိယအကြိမ်ဝင်တဲ့လူတွေကပုံလေးတင်ကြတာပုံလေးတင်တဲ့ချိန်မှာသူတို့တော့ဗျာဒီလိုရှင်ရင်လုံးငါဘာလို့မရခဲ့မှလဲလူငါကိုတစ်ခေါက်သွားတာလို့မရချင်တဲ့တရားအောင်မရခဲ့ဘူးလို့ဒီတစ်ခေါက်မှာတရားရအောင်ချာမယ်ပေါ့တောင်းသွားမယ်ဆိုတဲ့ချိန်မှာ17လပဲမှာဒုတိယအကြိမ်ရှိသေးရယ်ဆိုလို့အဲ့ဒါကြပြီးတော့ဆင်းရဲရအောင်ပြန်ဖေးပြီးလဲပြီးရော အဲ့နဲ့ဟိုဟာသင်းရောက်ပြီးပြီးဒုတိယအကြိမ်ရအောင်ကျင်တာဗျာအဲ့မှာမမီမမတို့နဲ့တခမ်းနဲ့ဗျာမမီမမရဲ့ဟိုတိုက်တွန်းမှုကြောင့်သူဟာဖြစ်တဲ့အကြောင်းသမီးမဟာပလင်ကိုတုံးတင်ရကြတယ်ဗျာအဲ့နိုင်တုံးနေရတယ်အယုစုကမ္မထံနေပါလိမ့်မယ်မြင်တယ်အဲ့တပီတော့အယုစုကမ္မထံဟိုဟာတွေကမြင်တာပထမချိန်နဲ့မြင်တာအယုစုကမ္မထံမြင်တယ်ရောင်းကမ္မထံအဲကျင့်လိုက်ပြီးတယ်တပီတော့အယုစုကမ္မထံအမြင်နဲ့ရှုလို့ရတယ်ဗျာဟိုအဲကြောက်သွားမှဆိုလို့တပီတော့ကောင်းရတဲ့အမြင်ပေါ်ခိုင်းတယ်ဗျာအဲ့ဒါ နောက်ပြီးတော့အထိုင်းနေတဲ့တပိအာဓုပါကြီးကိုလေလူကြီးကိုလေပုတ်တော့ဆွေးမြေတော့အိမ်မတ်တော်တပိတော့အာဒုက္ခကမကောင်းတဲ့အိမ်မတ်တွေမတ်တယ်လို့ထင်လားနောက်တော့မှကောင်းကြီးရဲ့ပြတော့မဟုတ်ဘူးတဲ့အဲ့ဒါအာဓုပါပွားလို့ရတယ်တိလားဆိုပြီးတော့တပိတော့အမြဲကိုယ်ကိုယ်ကိုရောလူများတွေရောအဲ့လိုအတုပပွားတတယ်နောက်ပြီးတော့စိုင်းငယ်မောင်းနေလို့ရှိရင်လည်းအဲ့လိုပဲအဲကားမောင်းနေလူစိုင်းငယ်မောင်းနေလူပေါ့နော်မြင်လိုက်လို့ရှိရင်ဆိုပြီးတော့အရိုးစုလုံးမိပြီးတော့ကြည့်လို့ရတယ်ကြာမြင်ရတယ်ပေါ့အရိုးစု ကိုဦးဇင်းရှိမှာဇေရဲ့စကားနဲ့စကားတို့မြင်တယ်။စိတ်အသွင်ပြင်ပူဇော်မှုရှိတာလေ။အာတပီတော့အာကြံလိုက်ရအများကြီးပဲဖျားထားမယ်။တပီတော့ဟိုမရောက်ချင်တဲ့နေပုံအရင်ရောက်ချင်တယ်။ဘာလို့လူဘဝအရင်မုန်းမှုကောင်းလဲဖျား။ဘာလို့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဒီဝေဒနာတွေပေါ်တော့ရှိနေတာ။တခါတလေဘိုင်းအောင်လာတော့ကောင်းကြိုက်တာလို့ဆိုလို့ရှိရင်တပီတော့ဒီခန္ဓာကိုယ်ကြီးအရင်မုန်းနေဖျား။မုန်းပြီးတော့တပီတော့ဒီ အဲ့မုန်းလို့လို့ရှင်ဒီရောဂါဝေဒနာကိုပဲမုန်းလို့မရအောင်ပြန်ဒီခန္ဓာကိုယ်ကြီးကြောင့်ဖြစ်နေတယ်ဆိုတော့အတွေ့တွေ့ပြီးဟောရရအားရတယ်မအဲ့ကြောင့်တို့ပြီးတော့နောက်ထပ်ဘဝတွေမသွားခြင်းတော့ဗျာလို့ခြင်းတော့တဲ့မအဲ့အဲ့တွေ့အဲ့အဲ့တွေ့ဝင်သွားတယ်ဒီကုနာနောက်ပြီးတော့ဘောနတချို့အရာတွေမှာတီးခံနိုင်လာတယ်ဥတ္တခါပြုနိုင်လာတယ်ဗျာမဟာမင်းငါးနိုင်ထိပ်တော့ဝင်ရှင်းရှင်းကြခြင်းမဗျာဝင်ရင်းကြစိတ်ထက်ပြန် တင်မအဲ့လိုရင်းနေတော်ဘူးရတပိတော်လေးတော်ပြီးတော့အဲနောက်ခန်းထဲကြတဲ့ကြောင်းအဲအခန်းထဲကြတော့တပိတော်ထောင်းနေချုံနဲ့ချမ်းတယ်ဗျာအခန်းထဲမှာချမ်းတာတပိတော်မမီမမောင်းပါဗျာအဲ့လိုချမ်းတာအဲ့တော့မမီမမောင်းအဲ့ဒါဝင်ကြလို့တမီးတယ်အဲ့လိုပြောတယ်ဗျာအဲ့တော့နောက်ဘာဝင်သုံးနေချီတော့နောက်ဆုံးချိန်ချိန်တော့ဘောက်ကဒုက္ခဝေရောမှာဆင်းရဲတဲ့စိတ်ရှိသေးလားအမရှိတော့ဘူးခင်ဗျာစိတ်ကလေးဘယ်လိုနေလိုက်ကြစိတ်ကဟို ထိုင်နေတော့သူချိန်ချိန်တာချိန်ထားတာတပည့်တော်ကဘယ်လိုပြောအောင်လဲခန္ဓာကိုယ်ကြီးနဲ့ကိုယ်နဲ့ကမဆိုင်တယ်လို့ပဲဆက်ဆက်တော့တင်ပါဗျာအောက်ကခက်ခဲထုံကျင်နေတဲ့ဝိညာဉ်ရည်တက်နေတဲ့အောက်ပိုင်းခန္ဓာကတခြားတင်ပါရင်းဝါးလေးရနေတဲ့အချက်ကိုလွတ်နေတဲ့စိတ်ကလေးကတခြားတင်ပါဗျာအဲလိုတခြားသည်ဖြစ်နေတော့ဒုက္ခဝိညာဉ်အပေါ်မှာဆင်းရဲမှုချုပ်တင်ပါမရှိဘူးတင်ပါအဲ့ဒါကဘုန်းတော်ဗုဒ္ဓက တန်တိတိကိုချက်ချင်းလက်ငင်းတူပြီးတင်ပါဗျာနောက်မှခေတ္တမှာမဟုတ်ခုပဲအင်းကျန်းစရာမင်းအယိုးစုနဲ့လူကြီးကြီးတော်ညီနေတယ်ယောက်ျားမင်းမလို့ဘုဘုဒ္ဓတော်ရှိတယ်ဆိုတဲ့စိတ်ဖြစ်သေးလားမရှိတော့ဘူးဗျာရှိတော့အဲအဲ့တော့ယောက်ျားမင်းမဘုဘုဒ္ဓတော်မရှိတော့ဘာသာကြားပဲဟိုလူမျိုးပဲဒီလူမျိုးပဲဆိုတော့ လူမျိုးပဲ ዋ တာရောရှိသေးလားမရှိတော့ဘုရားဟုတ်တယ်ဟိုသူတို့ကိုပိန်ကားဝလာလည်းမရှိတော့ဘုရားမရှိတော့ဘူးအဲ့ရိုးစုဖြစ်မြင်လို့ရှိရင်ဘာမှမရှိတော့ဘူးကလားဒီဗမာတွေတရုတ်တွေဂျပန်တွေမရှိတော့ဘူးအဲ့လိုပုပ်ကိုဖွဲကြမှုမရှိတော့ဘူးဆိုရင်ပုပ်ကိုခြင်းကပြန်ဆိုင်မှုမရှိတော့ဘူးတင်ပါဘုရားဤကနာတော့ကတငယ်ချင်းတွေလည်းဘာသာတရားကြောင့်ယံဖြစ်ရတာတင်ပါအခုတော့ရိုးစုမြင်လိုက်တော့ယံဖြစ်เสียရှိသေးလားမရှိတော့ဘူးဘုရားအဲ့လိုဆိုရင်ဘောဓမဘုရားရဲ့ တရားတော်ကြီးချက်ချင်းလက်ငင်းပဲအမှားတွေကိုပယ်နိုင်ပြီးတော့အမှန်လေးမြင်တယ်။အမှန်လေးမြင်တော့အရင်တော့တော့ကြီးတို့ယောက်ျားမင်းမပုဂ္ဂိုလ်သတ္တဝါရှိတယ်လို့ဆိုရတာ။တမ။ဟိုတဘာသာနဲ့တဘာသာမှာလဲသူတို့ဘာသာငါတို့ဘာသာဆိုပုဂ္ဂိုလ်ကြီးပါမလားဟုတ်လား။မဟုတ်ပါဘူး။အခုအယူသူမြင်တော့ပုဂ္ဂိုလ်ပါသေးလား။မပါတော့ဘူး။အဲ့တော့ပုဂ္ဂိုလ်ပြောတော့ဒီအယူသူကြီးပဲမြင်လာတော့ရှစ်စရာမုန်းစရာလိုရှိသေးလား။မရှိတော့ပါဘူးဗျာ။ရှစ်တယ်ဆိုရင်လောဘကံ။တမ။လောဘကံလို့ ထိုလောဘကိုဆုံးရှုံးမှထိုအာယုံကိုဆုံးရှုံးမှကြောက်တယ်အာထုတ်ယူပါတယ်အာထုတ်တဲ့ကံမှာအပြိုင်ဆိုင်ရှိအရှုံးနိုင်ရှိအဲ့လိုဆိုရင်လောဘဒုက္ခကိုအာထုတ်ရင်လေဒေါသတွေကိုဖြစ်မလာဘူးလားဖြစ်ပါပါဘုရားဒါအဲ့လိုလောဘဒေါသတွေဖြစ်နေတဲ့စိတ်တင်နေတာတည်နေမယ်ဆိုရင်ဘယ်ဘာသာဝင်ဘယ်ဘလူပဲဖြစ်ဖြစ်ဆင်းရဲနေတာဘာသာကတခြားဆင်းရဲနေတာတခြားဖြစ်ဟုတ်ပြီဘောဓမဗုဒ္ဓကြတော့ဒီစိတ်ကိုပဲစင်ကြအောင်စေကြခိုင်း ဗုဒ္ဓဘာသာဘာသာတစ်ခုအနေနဲ့ကိုးကွယ်ထားရတယ်။ဘုရားကငါလည်းမသိတော့မှအခုလိုပဲအယူမှားမှမှအမြင်မှားပြီးမှားလို့ကိုနာတိဒုက္ခကြီးခဏခဏရခဲ့တယ်။အခုတော့အမှန်မြင်သွားတော့ကိုနာတိဒုက္ခဖန်တီးမဲ့တဏှာကိုမရှိတော့တဲ့ကြောင့်ငါနောက်ဘဝမဖြစ်တော့ဘူး။ဘဝမဖြစ်လို့ရှိရင်ခန္ဓာအဖြစ်ဆုံးပိုင်းမငြိမ်းချမ်းဘူးလား။မငြိမ်းပါဘူး။အဲအဲ့ဒါကိုဂေါရမဘုရားကခေါ်ကြတယ်။ဘုဂေါရမဘုရားခေါ်တဲ့ ပြီးတဲ့ကျင့်စဉ်နည်းစတဲ့ကိုညီကိုယ်တိုင်အားထုတ်ပြီးတော့ကိုယ်တိုင်မငြိမ်းချမ်းဘူးလားငြိမ်းချမ်းပါတယ်ဗျညီအရင်တော့ကချစ်ကလေးဆိုထောင်းတဲ့ဒေါ်လာဒီဖွင့်မယ်ပြောမယ်ဆိုမယ်ဆိုတဲ့စိတ်ကြီးစိတ်ကြမ်းနေရှိမရှိဘူးအရင်တော့ဒီကျန်တဲ့အဲ့တော့ဒေါ်လာဖြစ်ရင်တော့ဟိုအရင်ပြောမှဆိုမယ်လို့ပြောဒေါ်လာဖြစ်ရင်တော့အရင်စိတ်တော်တယ်ဗျာဒေါ်လာဖြစ်ရင်တော့ပြောတယ်ဗျာအခုကြတော့ဥပ္ပခါပြနိုင်လာတယ်အဲမြတ်စွာဘုရားဘုရုပါဒာမကောင်းဘူးဘုရုပါဒာမကောင်းဘူးဘုန်းတော် ကိုယ်စိတ်ကကိုယ်စိတ်ထဲမှာလောင်နေတဲ့လောဘဒေါသမိကြီးကိုဘယ်လိုသတ်အဲ့လိုမသတ်ရင်ကိုယ်စင်းရင်မိမိကြောက်အခြားပတ်ဝန်းကျင်နဲ့စင်းရင်အဲ့တကြောင့်ငြိမ်းချမ်းဖို့ဆိုတာမိမိစိတ်ထဲမှာရှိတဲ့ကိလေသာတွေတတ်ပါလာရင်ငြိမ်းချမ်းဖို့မှန်ရမယ်အခုကြီးဒုက္ခဝေဒနာတွေပြီးတော့ဒေါသတွေလောဘတွေမခံနိုင်ဘူးစင်းရဲရုံးမဲ့ကံပဲဆိုတဲ့စိတ်ကြမ်းတွေပေါ်သေးလားမပေါ်တော့ဘူးမပေါ်တော့သေတော့စင်းရုံးလားမစင်းရတော့ဘူးခင်ဗျအဲ့ဒါပါတာအစစ် ဘာသာတရားညာမိမိအတွက်ပါရမယ်ဒီဘာသာကိုအရင်ကကြောင်းဆရာမှလုပ်တယ်ဒီဆရာတော်တယ်တော့ညီပါရမယ်လာကဘယ်လောက်ရမရဘူးမလုပ်ဘူးပြစ္ဆုတ်ပါမယ်မဟုတ်လားညီစားဝင်နေဒုက္ခပြဿနာကြီးရှိတယ်အဲ့ဒီပြဿနာကိုရှင်းဖို့အတွက်အလုပ်လုပ်တယ်နော်အမှန်တော့ပြစ္ဆုတ်ပံဒုက္ခရောက်နေတာမကြွေးရင်ဒုက္ခရောက်မသိပ်ပင်ဒုက္ခရောက် ေးလိုက်လို့ရအောင်လုပ်ပြီးဒုက္ခရောက်စဉ်းရဲနေဟုတ်တယ်အဲ့ဒီအချိန်မှာမိမိငြိမ်းချမ်းဖို့ဆိုတော့မိမိလှုပ်ရှားနေကာယဉာဏ်နဲ့လှုပ်လို့ရတဲ့ဟိုဒီနေကိုဒုက္ခကိုကိုပြန်ပြီးကုစားနေကြဘယ်ဘာသာတွေဝင်နေလျှောက်ပြောပြောအာလုံးလူသားတွေဟာပြစ္ဆုတ်ကတဏိမစားတဲ့ဒုက္ခကိုတဏိကြေတယ်နေရအခုတော့ညီစိတ်ကလေးနေရတာအခါတိုင်းနေရတာနဲ့မတူတော့ ဟောပထမအချိန်တော့ကတပီးတော့ဟောအသေးတက်တဲ့စကားဆိုရင်ငါဘယ်လိုသေးတတ်ရမလဲလို့သေဘလိုဘလိုဖြစ်မလဲဘာအများကြီးစဉ်းစားပြတပီးတော့တချို့ဟိုညီမဟိုညီမညီမလေးဆိုလည်းပြောတယ်ဒီအသေးတက်တဲ့စကားဝင်လာတာဘလိုသေးတတ်လဲပြောပါအောင်သူကပြောတယ်တပီးတော့ဟိုအမှန်တမ်းပြန်ပြန်ပြောတတ်ဖို့ခင်ဗျာမဟာမင်းဘာလို့ကျန်လဲဆိုလဲကျန်တယ်ဆိုလည်းတည်တယ်တပီးတော့မပြောတတ်ဘူးခင်ဗျာဒုတိယတစ်ချိန်အချောတက်မှာမှတပီးတော့အသေးတက်တဲ့ဟောအဲမဟာပလင်ဘာလို့ကျန်လဲပေါ့နော် ဟိုအဲ့အရာတွေပါမဟာပြင်ကျင်းရတဲ့ခံနိုင်လားမခံနိုင်လားအဲ့အရာတွေပါတော်တော်အတိလာတယ်ဗျာ